အားလုံးမင်္ဂလာပါခင်ဗျာမတ်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဆိုတော့ဒီနေ့မှာတော့အရင်ဆုံးမပြောမဖြစ်ပြောရမှာတော့နိုင်ငံတော်စမောချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ရုရှားဘယ်လာရုစ်ခရီးစဉ်အပြန်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အရင်ရက်တွေကလည်းတင်ပြပြီးသားဖြစ်ပါတယ်တော့ဒီသွားခဲ့တဲ့ခရီးစဉ်တစ်လျှောက်မှာလုပ်ခဲ့တဲ့အခြေအနေတွေပေါ့နော်အများအပြားဒါ လုတ်ခဲ့တယ်ပေါ့အဓိကတော့အဲတော်တော်များများတဲ့မှာကျွန်တော်ဒီခီးစင်တွေမှာကျွန်တော်နည်းနည်းတွေ့လာရတဲ့ပြောင်းလဲမှုတွေပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီခီးစင်မှာကျွန်တော်သတင်းမီဒီယာတွေခေါ်သွားတယ်ဒါကျွန်တော်သဘောကျတယ်သတင်းမီဒီယာတွေမှာမှတကယ်ကိုဟိုဟာဖြစ်တဲ့လူတွေပေါ့နော်ဥမာဟို SkyNet up to date 1 news တို့အဖွဲ့ကလူတွေခေါ်တယ်တော့11ကပါတယ် ဆိုဒီလူလူတွေပါသွားတယ်ပေါ့ဗျာကျွန်တော်သဘောကျတယ်ဗျာအဲဘာဖြစ်လဲဆိုတော့အချိန်လေးပြီးရင်ကျွန်တော်တို့သတင်းတွေပြန်သိရတယ်ဓာတ်ပုံတွေပြန်ရတယ်နော်အချိန်လေးပြီးရင်ကျွန်တော်သိရတယ်ဟာဘယ်မှာဆွေးနွေးနေပြီပုံရိပ်တွေပြန်မြင်ရတယ်ဘာအကြောင်းအရာတွေဆွေးနွေးနေပြီဆိုတဲ့အကြောင်းအဲ့တော့ခုမှဆွေးနွေးနေတဲ့အကြောင်းအရာပေါ့ဥမာနိုင်ငံတော်လုံခြုံရေးပေါ့နိုင်ငံလုံခြုံရေးအခြေအနေလုံခြုံရေးကိစ္စရဲ့နေပတ်သက်ပြီးတော့အဲ့ဒါဘယ်လိုပြောရလဲလှုပ်ဝက်မထားတဲ့အရာမှန်တယ်မြလှုပ်ဝက်ထားတဲ့ဟာရှိကိုရှိတယ်ဒါနိုင်ငံသားဆွေးနွေးတဲ့အချိန်မှာ ဒါအပြန်အလှန်လှည့်ဝတ်ထားမယ့်ကိစ္စတွေရှိလို့ရှိတယ်။အဲ့ဒီလှည့်ဝတ်မထားတဲ့အရာမှန်သမျှပြည်သူတွေတီးထင်းတီးထိုက်တဲ့အရာမှန်သမျှပေါ့နော်။အဲ့ဒါတွေအကုန်လုံးအချိန်နဲ့ပြီးပြီးဒီ independent media တွေကပြန်ပြီးပေါ်ပြနိုင်တယ်ပေါ့။ဒါကကောင်းတဲ့ချက်ဖြစ်ပါတယ်။ပြောမှဆိုရင်ဒီလိုခီးစင်တွေမှာ media သမားခေါ်သွားတယ်ဆိုတာကဒါ American လိုနိုင်ငံမျိုးလုပ်နေတဲ့ပုံစံပေါ့နော်။ F1 မှာမီဒီယာတွေအများကြီးခေါ်သွားတယ်။အိမ်ဖြိုလိုနေရာမျိုးမှာမီဒီယာတွေအများကြီးထားတယ်ပေါ့။ပြီးလို့ရှိရင်သမရနဲ့တောက်လျှောက်ထိတွေ့တာပေါ့ ကျွန်တော်ပုံမှန်လည်းလင်းပြောရင်နိုင်ငံတော်ဝန်ကြီးချုပ်ကိုနော်ဘယ်လိုကြီးမင်းအောင်လိုက်ကိုကျွန်တော်ကနိုင်ငံတော်ဝန်ကြီးချုပ်လို့ခေါ်ရတာတော်တော်လေးထင်ောက်ထင်ောက်ဖြစ်တယ်သူ့ကိုကျွန်တော်ခေါ်ရအကြိုက်ဆုံးကတက်ချုပ်ပဲကျွန်တော်ကျွန်တော်အကြိုက်ဆုံးမှာဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်နဲ့ဟိုဒါကပို့ပြီးတော့လက်ပွန်တတိဖြစ်တယ်ပေါ့နော်ဒီစကားပို့ပြီးတော့အဆင်ပြေတာကျွန်တော်သဘောကျတယ်ပေါ့ကျွန်တော်နတ်စကားဥက္ကဋ္ဌခေါ်ဒါလည်းနည်းနည်းထောက်သေးတယ်ပေါ့နော်ဒီမှာဟိုတိခိစက်တစ်လျှောက်လုံးမှာတတွင်တွင်ကျွန်တော်တို့ကြားခဲ့တဲ့ နိုင်ငံတော်ကဟိုပြောရတဲ့စကားပေါ့လူကြီးနှုတ်ဖျားထွက်တဲ့စကားကတော့သူတို့ကယာယီအစိုးရဖြစ်တယ်ယာယီတောင်းဝီထားတဲ့အစိုးရဖြစ်တယ်နော်ဒီမှာမဲမတမာမူကြောက်ဆိုတာတော့မှတိတ်ပြီးတော့ထုတ်ပြောတာတစ်ချိန်တစ်ချိန်တော့ပဲရှိမှထင်တော့နော်တွေ့တဲ့ဒီရှင်းပြတဲ့နေရာဒီမှာထုတ်ပြောတာတော့ပဲရှိမှာပေါ့ယာယီအစိုးရဖြစ်တဲ့အတွက်မကြခင်မှာယူကောက်ပွဲပြန်လုပ်ပေးမယ်ဖြစ်အောင်လုပ်ပေးမယ်နော်ဒါတခြားနိုင်ငံတွေနဲ့တွေ့တဲ့အချိန်မှာ ပြောခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီကအပြန်လေရင်ပေါ်မှာအင်တာဗျူးပေးတယ်နော်လေရင်ပေါ်မှာအင်တာဗျူးပေးတာဘာပြောလဲဆိုတော့နော်အဲ့ဒီမှာအဓိကတော့ဒီသွားခဲ့တဲ့နှစ်နိုင်ငံလုံးရုရှားရောဘီလာရုစ်ရောပေါ့နော်အဲ့နှစ်နိုင်ငံလုံးကသွားခဲ့တဲ့ခီးစဉ်တွေမှာစီးပွားရေးရခီးသွားလာရေးပညာရေးသိပ္ပံနဲ့ညီးပညာရင်ကျင်းမှုနဲ့ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေပေါ့နော်ဒါတွေကိုဆွေးနွေးခဲ့တယ်နော်သဘောတူညီလက်မှတ်ထိုးတာတွေပါလေလှုပ်ဆောင်ခဲ့တယ်ဆိုတော့ အဓိကကတော့ပါတီစုံဒီမိုကရေစီရေကောက်ပွဲကိုကျင်းပပြီးမယ်ဆိုတဲ့အကြောင်းကိုဒါရက်အတိအကျကိုဒါဘယ်လာရုစ်မှာပေါ့ yes မဟုတ်ရက်တော့မဟုတ်ပေါ့နော်ကာလာအတိအကျကိုဘယ်လာရုစ်မှာပြောတယ်ပြောပြီးအပြန်မှာတော့ဒါဗိုလ်ချုပ်ဆောင်မေထွန်းကတော့ပြောတယ်အဲ့ဒါကတော့2025ခုနှစ်ဒီဇင်ဘာနောက်ဆုံးပတ်သက်မှု2026ခုနှစ်ဇန်နဝါရီဒုတိယပတ်လောက်မှာဖြစ်မယ်ဆိုပြီးပြောတယ်ဒါကတော့ဒါပြီးသွားပြီရက်ချင်းမှာတည်တည်ကြကြပါသွားပြီပေါ့နော်အဲ့အတွက်တော်တော်အဆင်ပြေတယ်နော်ဒါ တိသွားပြီနိုင်ငံရေးပါတီတွေလည်းဘာလို့ရမယ်ဆိုတဲ့ဟာကိုတိသွားပြီအဲ့တော့ရွေးကောက်ပွဲလုပ်ပြီးမယ်เนาะဒီမှာအင်တာဗျူးဖြည့်တဲ့နေရာမှာပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်တယ်ဆိုလို့ရှိရင်เนาะကနကောစမလုပ်နဲ့တဲ့เนาะဒီနာဆာကောက်ကအင်တာဗျူးပေးတယ်ကျွန်တော်သဘောကျတယ်เนาะကနကောစမလုပ်နဲ့တကယ်လိုချင်တယ်ဆိုလို့ရှိရင်ပူပေါင်းဆောင်ရွက်ဖို့ပဲလိုတယ် နော်အဲ့လိုလုပ်တယ်ဆိုလို့ရှိရင်လေမူးချအောင်မြင်မယ်လုံးဝအောင်မြင်ရမယ်ဆိုတော့ပြီးတော့ तू ကအဲ့ဒီ interview မှာ तू ကမြန်မာနိုင်ငံသားတွေအောင်မြင်ပါသည်နော်ဟိုတိုးတက်အောင်မြင်ကြပါသည် तू စုပေးတာနည်းနည်းရှိရနော်နှစ်ပိုက်သုံးပိုက်လောက် तू ပေးတယ်ပြီးပြီးတော့အဲ့ဒီစကားဟုတ်ပဲထပ်ပြောတယ်အဲ့စကားကဘာလဲဆိုတော့နော်ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်တိုးချင်တယ်ဆိုရင်တကယ်အောင်မြင်အောင်လုပ်မယ်ဆိုရင်တကယ်ဟိုအောင်မြင်တယ်ပူပေါင်းဆောင်ရွက်ရမယ်နော်နောက်တစ်ခုနောက်ထပ်ဒီ one news ကတက်လာတဲ့ interview မှာဘာပြောလဲဆိုတော့ EO တွေအနေနဲ့ ကိုလိုချင်တာကြီးပဲဆွတ်ပြီးတော့တောင်းမနေနဲ့လိုချင်တာကြီးပဲဆွတ်ပဲပြောမနေနဲ့ဖြစ်တဲ့နာကိုနော်ပြောရမှာကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းကျွန်တော်လိုချင်တာအများကြီးရှိတယ်ဗျကျွန်တော်ဖြစ်ချင်တာအများကြီးရှိတယ်ဗျနော်အေးယူတွေနဲ့ကိုဖြစ်ချင်တာကြီးပဲဆွတ်ပြောမနေနဲ့ဗျနော်ဖြစ်တဲ့နာတွေကိုညှိနှိုင်းပြီးလှုပ်ဆောင်အောင်ပဲဗျဒါကိုလည်းသူပြောသွားတယ်ဗျနော်ဒါကဒီနာဆကရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်တော့ခီးစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီဒါရဲ့အောင်မြင်မှုကြတော့ အချိန်ကာလအကောင့်ထဲပေါ်တဲ့အချိန်ကာလကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုတော့နာဆာကကလာမဲ့ဘယ်နှလားအတွင်းမှာရေကောက်ပွဲလို့မထားတဲ့အရင်ရအရင်ကကျွန်တော်ပြောပြီးသွားပြီနောက်၉လလောက်အတွင်းမှာရေကောက်ပွဲဖြစ်လာတော့မှာဆိုတော့၉လလောက်အတွင်းမှာရေကောက်ပွဲဖြစ်လာရင်ထားပြီးခဲ့မှာနော်အဲ့တော့ဘယ်သူပဲတမနာဖြစ်ဖြစ်ဘယ်သူပဲလှုပ်လှုပ်လှုပ်တဲ့လူတွေကအဲ့ဒီလက်မှတ်ထိုးခဲ့တဲ့စီမံကိန်းတွေကိုဆက်ပြီးလုပ်ရအောင်အဲ့တော့အသီးပွင့်တွေကတော့နိုင်ငံတော်ကခံစားရမှာဒီနေ့နာဆာကဥက္ကဋ္ဌကိုတွားကြည့်ကြတယ တော့ကြိုတဲ့အချိန်မှာကျွန်တော်တို့အဲဘာမြင်ရလဲဆိုတော့ကျိုးလာကြိုကြတဲ့သူတွေပြောစကားရတယ်ပေါ့နော်ကျွန်တော်သဘောကျရလဲရှိတယ်ပေါ့အချို့ကြတော့လေဒါစုပေါင်းပြီးလာကြိုကြတော့ဆိုတော့ကိုယ်နိုင်ငံအတွက်သွားလို့တာအဲ့ဒီအတွက်ပြလာကြိုဆိုတာနော်ကိုယ်နိုင်ငံအတွက်သူရဲကောင်โอเคလက်ခံတယ်နောက်ပြီးလူမှုကွန်ရက်လူမှုကွန်ရက်ပေါ်မှာဒါနဲ့ပတ်သက်ပြီးလို့ feedback ရတယ်ခီးစဉ်တစ်လျှောက်လုံးအကုန်ကောင်းတယ်အကုန်ကောင်းတယ်အကုန်ကောင်းတာဖြစ်တဲ့အတွက်နည်းနည်းအပြစ်ရှာခတ်ပါတယ် နော်အပြစ်ရှာခတ်တဲ့အချိန်မှာနော်ဒီအပြစ်ပြောချင်တဲ့သူတွေကဒီနာဆာကဥက္ကဋ္ဌကနေပြီးစာအုပ်လက်ဆောင်ပေးတဲ့ကိစ္စနော်စာအုပ်လက်ဆောင်ပေးတဲ့ကိစ္စကိုအပြစ်ပြောတယ်ဟာဒီပူတင်ကိုကြွမင်းနေပိုင်းနဲ့နှိုင်းပြီးပြောတယ်ဒါသူရှုတ်လိုက်တာပဲစဉ်းစဉ်းပြောရင်သူ့အပေါ်မှာနော်လူစိတ်ဝင်စားမှုဘယ်လောက်ရှိတယ်ဆိုတာနော်သူရှုတ်လိုက်တာရှင်ရှင်လေးဟိုဘက်ကိုလည်းစာအုပ်တို့သူပြီးလိုက်တယ်စာအုပ်ကတော့ဘယ်လိုပဲဖြစ်ဖြစ်လေရှေ့ကလူတွေရေးထားခဲ့တဲ့ကိစ္စပဲယုံတမ်းမဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် မြမစာပေပဲလေစာပေတဲ့စာအုပ်တို့ကိုပြီးလိုက်တာပဲเนาะအဲ့စာအုပ်တို့ကိုပြီးလိုက်တာပဲအဲ့တပိုင်းလောက်နဲ့ဖတ်ပြီးတော့ပြီးမနေဘူးဒီမှာ तू ကတော့အနှစ်ချုပ်လို့ဒီကြောင်းလေးရေးထားတာတော့ရှိတယ်ပေါ့အဲ့တော့ तू ရေးထားတာလည်းမဟုတ်ဘူး तू လောက်ကြံထားတာလည်းမဟုတ်ဘူးเนาะအဲ့ဒီစာအုပ် तू ပြီးလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဘက်ကမီဒီယာတွေเนาะခုဘက်ကဒီမြန်မာနိုင်ငံကိုမလိုလားတဲ့เนาะမြန်မာမီဒီယာတွေကဝိုင်းဖွာကြတယ်ပေါ့ဒီမာတင် तू လောက်ခဲ့တဲ့ဒီ तू तू လောက်တဲ့သူ့ရဲ့ပုံစံပေါ့เนาะဒီနာဇာခရရဲ့လှုပ်ရှားမှုတစ်ခုကာ လူစိတ်ဝင်စားမှုမြင့်တက်သွားစေတော်မြင့်တက်သွားစေအဲ့ဒီနောက်မှာမှဒီအလုပ်တွေချက်လို့တဲ့အချိန်မှာဒွန်တွဲပြီးပါလာတာဘုံတော့နော်သူတို့ဖုံးမှုစူးစားလိုက်ပြီမဲ့မအောင်မြင်ခဲ့ဘူးဒါဆိုကဥက္ကဋ္ဌရဲ့ခီးစဉ်ကိုသူတို့ဖုံးမှုစူးစားတယ်အဲ့ဒီကြွက်မင်းကိစ္စနဲ့ဖုံးမှုစူးစားတယ်ဒါပေမဲ့လည်းမအောင်မြင်ခဲ့ဘူးနော်ဘာကြောက်လဲလို့ပြောရင်အိန္ဒိယထိုင်းနိုင်ငံမှာထိုင်းတဲ့နေ့မှာဒါဝဲကြီးညာနဲ့တစ်ဖြစ်တလဲလဲနဲ့ မြန်မာနဲ့ဒီနျူကလ িয়ার ပါဝါပလန့်ပေါ့နော်လက်စစ်ပေးတဲ့နျူကလ িয়ার တပ်ပေါင်းဘူးပေါ့နော်ဆိုတော့ small modular reactor လာအဲ့ဒါပေါ့နော်ဒါကိုသဘောတူလိုက်တယ်ဟာ Thai media တွေဖြွားနေတာဒါအဲနောက်ပြီးတော့တဝဲရင်နဲ့စိတ်ကံတဝဲရင်နဲ့စိတ်ကံရဲ့အချိန်အဝါကကြီးမားတယ် နော်ထိုင်းမှာအဲ့ဒါကိုအင်မတန်ကြောက်နေတာအစိုးရကကျွန်တော်ထင်တယ်အဲ့ဒါကိုကောင်တင်ဖို့ဖို့ရတာတဲ့ကုမ္ပဏီကထိုင်းအီတလီယံကုမ္ပဏီလားမသိဘူးကျွန်တော်ကျွန်တော်ခတ်မှန်းတာဟုတ်ကြမှာဟုတ်မှာဒါမဲ့လဲထိုင်းကုမ္ပဏီတခုလို့ကျွန်တော်ထင်တယ်အဲ့တော့အကောင့်ထဲမပေါ်နိုင်ဘူးမပေါ်နိုင်လားဆိုတော့ဟိုဘတ်ဂျက်မတက်နိုင်လားဆိုတော့မဖြစ်နိုင်ထိုင်းအီတလီယံကုမ္ပဏီကတအားကိုဘတ်ဂျက်တက်နိုင်တာကျွန်တော်သိတာပေါ့ဒါမဲ့မြန်မာမှာ DC မငင်းအကောင့်ထဲပေါ်သွားတယ်ဆိုလို့ရှိရင်နော်ထိုင်းကလုပ်နေတဲ့ project ကျွန်တော်အရင်တော့တင်ပြပူပါတယ်နော်သူတို့လည်းအဲ့လိုမျိုး နေဒီနီးဒူပေါ့နော်အဲ့လိုနီးဒူเนาะဒီမလကာရေလက်ကြားကိုဖြတ်ကျော်ဖို့ဒီနီးဒူပေါ့အဲ့လိုမဟုတ်ပဲねမဖြတ်ကျော်ပဲねဒီဖြတ်တန်းလို့ရတဲ့နီးဒူပေါ့ကျွန်တော်ဒီဒီတင်မိုခိဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်နားမလဲဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ TikTok မှာတော့တယောက်တော့ဒီကပတိန်တယောက်ကအမြဲတမ်းတင်နေတွေ့တဲ့ခါကျွန်တော်ဒါလည်းဒီဇိုင်းမမတ်ကျွန်တော်ကြည့်တာပေါ့နော်အဲ့ဒါအဲ့နီးဒူထိုင်းကလည်းစီမံချက်တစ်ခုလုံးလှုပ်တဲ့ခါကျတော့မြန်မာသားလှုပ်လိုက်လို့ရှိရင်သူတို့စီမံချက်ကပတ်လုံးမှာမြန်မာကလည်းအဲ့ဒါလှုပ်လိုက်တာနဲ့ထိုးတက်မှာ ပြီးပြီအဲ့ဒါအဲ့တော့အဲ့ဒါကိုမဖြစ်ဖြစ်အောင်ကိုဒီနတ်ဆက်ကဥက္ကရာခုခီးစက်မှာလုတ်ခဲ့တာဒါကိုလည်းမပြတ်ပြတ်အောင်လို့သူကဆက်လုံအောင်ပါပဲနော်ဒါကသူတို့ဘက်ကပြန်လာတဲ့ဘယ်လိုပြောမလဲတံပြန်မှုပေါ့နောက်တံပြန်မှုတစ်ခုကပါလဲဆိုတော့သူတို့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ပေါက်ကလေးစေပြောတဲ့အုပ်စုတစုရှိတယ်အဲ့ဒါကတော့ဒီမီဒီယာတွေကခုံမေးတယ်ပေါ့တော့အဲ့ဒီမှာကျွန်တော်တခါတည်းပြောလိုက်တော့မယ်အဲ့ဒါပါလို့ဆိုကျွန်တော်ဒီနေ့တက်တက်ရေးမှတ်ထားတဲ့ဟာကိစ္စတစ်ခုရှိတယ်နိုင်ငံပေါ်သုံးသက်တဲ့သုံးသက်ချက်တွေမှာအာဂတိပါတယ် အဲ့ဒါပါလဲဆိုတော့မှန်မှန်မကန်သုံးသက်တာပတ်လိုက်ပြီးသုံးသက်တာမျိုးဒီနေ့အဲ့ဒီတပွဲရင်းနှီးစစ်ကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အင်တာဗျူးတစ်ခုကြည့်လိုက်ရတယ်အကျိုးများမှာမှန်တယ်နော်ဒီရင်းနှီးစစ်ကန်လုပ်လို့ရှိရင်အကျိုးများမှာမှန်တယ်သူတို့ကိုယ်တိုင်လည်းသိတယ်ဒါပေမဲ့မလုပ်ရအောင်ဘာလို့မလုပ်ရတာလဲဆိုတော့ဒါကဒီစစ်အစိုးရမှမလုပ်ရတာပြည်သူအကျိုးဖြစ်မှလည်းမှန်တယ်ဒါပေမဲ့မလုပ်ရအောင်လုပ်လို့မရမလုပ်ရအောင်တားရမှာဖြက်စီးရမှာလို့ပြောတာတဲ့ပဲမရရအောင်ဖြက်ရမှာဆိုပြီးပြောတာ ်တဲ့ဘောပေါ့အဲ့တဘောတက်ရောက်တဲ့ပုံစံမျိုးပြောတယ်ဆိုတော့ကျွန်တော်တို့ဖြစ်ထုံးမှာကိုကျွန်တော်တို့လူမျိုးတွေကိုယ်တိုင်ရမယ်ကြောက်နေတာလားဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရအောင်နော်အဲ့ဒီလူမျိုးပညာရှင်ရအောင်ဘာရင်အောင်လူတွေကပဲကျွန်တော်တို့နိုင်ငံကိုဒီလိုသုံးသပ်ချက်တွေပေးနေတာဖြစ်ထုံးမှာတော့မှန်တယ်ဒါပေမဲ့တက်ကလုံးလို့မရဘူးအဲ့လိုပဲဒီတက်နဲ့နီးစပ်တဲ့နိုင်ငံကြီးပါတီတွေလုံးလို့ရှိရင်လည်းတို့ကလက်မခံဘူး တော့အဲ့ဖြစ်ထုံးမဲ့ကိစ္စတွေကအဲ့နေဒီကလုံးမလက်ခံတာဆိုတော့ဒီစီမံကိန်းနေနဲ့ပတ်သက်ပြီးတို့ကဘာပြောလဲဆိုတော့ကွာကိုစီမံကိန်းဆိုလို့ရှိရင်လည်းဒီလိုပဲเนาะအဲ့တည်းထည့်သွားတာပဲစီမံကိန်းဆိုအဲ့လိုလွယ်လွယ်လုပ်လို့ရတာမဟုတ်ဘူးဘတ်မလိုက်ပဲတုံသက်လို့ရှိရင်เนาะပညာရှင်တယောက်တာမှန်ကန်တယ်ဆိုလို့ရှိရင်စီမံကိန်းတွေအဲ့လိုလွယ်လွယ်လုပ်လို့ရလာဆိုတာပြန်မေးရเนาะစီမံကိန်းတစ်ခုဖြစ်ဖို့အတွက်เนาะဟိုတယောက်ဆနှစ်ယောက်ဆနဲ့လုပ်လို့ပြီးတဲ့အရာမျိုးမဟုတ်ဘူးအသေးနဲ့အပေါင်းနဲ့လုပ်ရတာတယောက်ဆနှစ်ယောက်ဆနဲ့လုပ်လို့ပြီးအောင်ဒေါ်စန်းစုကြည်လည်းမဟုတ်ဘူး ဒေါန်သန်သူကြီးတရုတ်နဲ့တွေ့တဲ့အချိန်မှာသူသဘောနဲ့သူလက်မှတ်ထိုးခဲ့တဲ့စာချုပ်အချက်အပြောင်းမနေဘူးကျွန်တော်တို့မသိခဲ့ဘူးအများပြည်သူအသိပေးတာနည်း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 ပဲရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့နားဆာကအဆိုရောက်ပြောချင်တာသူလက်မှတ်ထိုးခဲ့တဲ့စာချုပ်တွေတည်းကနော်ဟိုတကယ်အကျိုးမဖြစ်ထုံးတဲ့ဟာတွေချပြတင်တယ်ဒါပေမဲ့ချပြမှာမဟုတ်ဘာကြောင့်တရုတ်နဲ့ဆက်ဆံရပြတ်ဘူးနော်ဆိုတော့အဲ့လိုရှိတယ်နိုင်ငံပေါ်သုံးသက်တဲ့နေရာတွေမှာအခုဒီနိုင်ဒီနားဆာကဥက္ကဋ္ဌရဲ့ခီးစင်မှာပို့ပြီးတည်တာ နော်သူတို့အပြက်သဘောပဲကောင်းနေတော့မှန်တယ်ဒါပေမဲ့လက်မခံနိုင်ဘူးနော်နောက်တစ်ခုထပ်ပြောဦးမယ်အဲ့ဒါဘာလဲဆိုတော့ဒီဒေါက်တာဆာဆာဆိုတဲ့လူပေါ့နော်ဒေါက်တာဆာဆာဆိုတဲ့သူကအာနာထိန်းတဲ့နေ့မှာသူကဒေါက်တာဆန်းသူကြည်နဲ့အတူတူနေနေပါတယ်ဆိုပြီးသူကအင်တာဗျူးဖြေတယ်အာနာထိန်းတဲ့အချိန်ကအာည12နာရီကျော်ပေါ့နော်12နာရီကျော်နောက်နေ့မနက်10နာရီဝန်းကျင်လောက်အဲ့ဒီဝန်းကျင်လောက်မှာစပြီးလှုပ်ရှားတယ်နော်အဲ့ဒါကဒီဖေဗူလာ1ရက်နေ့ မနေ့အစောပိုင်းမှာစပြီးလှုပ်ရှားတယ်သူတို့မသိဘူးသူ့အဆင့်နဲ့သိစရာအကြောင်းလည်းမရှိဘူးနော်အဲလှုပ်ရှားသွားတဲ့ဟာတွေအကုန်လုံးစီနေတာပဲသူကနေပြီးတော့မှတောင်းသွင်းနေတယ်သူကရှိနေတယ်ရှိနေချိန်မှာတောင်းသွင်းသူဝင်ဖမ်းတဲ့ချိန်မှာသူကတက္ကစီဒီမှာအယောင်ဆောင်ပြီးထွက်ပြေးတယ်အဲ့လိုလှုပ်လို့ရတာဆိုတော့အဲ့ဒီဒေါန်ဆန်းစုကြည်တို့နေတဲ့အိမ်ယာတွေဆိုတာကတီးသားနေတဲ့အိမ်ယာတွေဖြစ်တယ်နေပြီးတော့မှဆိုတော့ထွက်ပြီးတော့တက္ကစီဒီမှာအယောင်ဆောင်ပြီးထွက်ပြေးစရာအကြောင်းတကြောင်းတော့မရှိဘူး အကုန်လုံးနေရာတိုင်းမှာရဲကိန်းနဲ့ရဲကိတ်တွေရဲကိန်းနဲ့ရဲကိတ်တွေဆိုတာအစတွေရရှိတယ်အဲ့ဒါမထင်းခင်နေရဒီတိုင်းတော့မှနော်ဒီတိုင်းတော့ကားတစ်စီးဖြတ်သွားဖို့ဆိုတာမလွယ်ဘူးတက္ကစီမပြောနဲ့အေးစီးကားတစ်စီးဖြတ်သွားဖို့ဆိုတော့ဘယ်သူစီသွားမှာလဲဝင်ဖို့ခက်ခဲတယ်အဲ့တော့သူကတက္ကစီတမအရင်ဆောင်ပြီးတော့၃ညအဲ့၃ရက်လောက်နဲ့ခါတယ်အိန္ဒိယောက်ထပ်ပြေးအဲ့ရက်နေမှာတစ်ဆင့်အမေရိကန်ထပ်ပြေးတယ်ပေါ့နော်ဒါသူ့ရဲ့ကြောက်နောက်နောက်အဖြေပေါ့ကဲဒီအခုလဲနာဆာကဥက္ကဋ္ဌရဲ့ဒီခီးစင်တွေမှာနျူကလ িয়ার ဒီရီအက်တာတွေနဲ့ပတ်သက်ပြီးတော့ ဒါတူတုံးသက်ပြတာပေါ့နော်သူ NUG ကိုစားလာဖြည်တယ်ပေါ့ ARD တင်းဌာနမှာတင်ထားတာဟာကျွန်တော်ကြည့်တာအစောတော့ NUG ကိုစားပြုဖြည်ရဆိုတော့တော်တော်ဟိုကြည့်လို့ကောင်းနေမယ်ပေါ့နော်နျူကလ িয়ার နဲ့ပတ်သက်ပြီးသူတို့ကဘာတွေများပွေပန်မလဲပေါ့သူတို့ဘက်မှာပညာရှင်တွေကဘယ်လိုများထောက်ပံ့ထားလဲစာရွက်ဒီလောက်လောက်တပုံပါလာတယ်အဲ့စာရွက်ကိုဒီလိုလှန်ပြီးကြည့်ပြီးပြောတယ်တခါတဲ့ဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ interview မိတဲ့အချိန်မှာအရင်ဆုံးရေနက်စိတ်ကန်နေရောက်သွားလိုက်ရုရှားရောက်သွားလိုက်ဘယ်လူရောက်သွားလိုက်ပြီးလို့ရှိရင်ဒီဟိုဂျပန်ကနေပြီးတော့ယူရေနီယံဝယ်တဲ့လူတယောက်စီရောက်သွားလိုက်အပယ်လို့မှအဆင်မပြေဘူးနော်လျှင်စစ်တအားအတွက်လုပ်တယ်ဆိုတဲ့ဟာပေါ့လေပညာရှင်လည်းမဆန်တယ်လို့အပြုတ်တဘောဆောင်ပြီးတော့တူ interview မဖြေနိုင်ဘူးအဲ့ဒါပြီးတော့ဟိုအရင်တော့ကိစ္စတွေရောက်သွားလိုက်တာနယ်တွေတူးတဲ့ကိစ္စကိုရောက်သွားလိုက်နော်ဒီဥတန်းရွှေလက်ထက်တော့ မြောက်ကိုရီးယားနဲ့တွေ့ဆုံတဲ့ကိစ္စကိုရောက်တော့လဲသူ့မှာတော်တော်လေးဒီအင်တာဗျူးနဲ့ပတ်သက်ပြီးတော့ဒါတိုင်ပတ်နေတဲ့ပုံပေါ်တယ်နော်အဲ့ဒါကိုလည်း ERD တည်င်းဌာနအဆင်မပြေမှန်းသိပါလျက်နဲ့အဲ့အင်တာဗျူးကိုထုတ်ပလိုက်တယ်နော်ဒါတော့သူတို့ကိုယ်တိုင်ကပဲ NUG ကိုမကြိုက်လို့ပဲအဆက်ခွဲတာလားတော့ကျွန်တော်တို့မပြောတတ်ဘူးကျွန်တော် Telegram မှာတင်ထားတယ်သွားကြည့်နော်ကျွန်တော်ကိုယ်တိုင်တော့အဲ့အင်တာဗျူးကြည့်ပြီးအံ့ဩတယ်ဘာတွေဖြေနေတာလဲမြန်မာလူတော့ဖြေတယ်မြန်မာစကားနဲ့ပဲပြောတယ်ကျွန်တော်နားမလဲဘူး ရှေ့ရောက်လိုက်နောက်ရောက်လိုက်ရှေ့ရောက်လိုက်နောက်ရောက်လိုက်နဲ့အဆက်ဆက်ကိုမမိနေ။ဒါသူတို့ဘက်ကတုတ်ပြန်ပြီးမဲ့လည်းတုတ်ပြန်မှုအတွက်ရွေးချယ်တဲ့သူမှားသွားခဲ့တယ်ပေါ့နော်။ဆိုတော့ဒါက NASA ကဥထာဏနဲ့ပတ်သက်ပြီးတော့ဒါခီးစင်နဲ့ပတ်သက်ပြီးတော့ဝိုင်းပြီးတော့ဝေဖန်တုတ်ပြန်ကြတဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးရတာဖြစ်ပါတယ်။ဟိုဒီခီးစဉ်အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်เนาะဒီ social media တွေမှာဆိုလဲထိုင်းနိုင်ငံမှာဆိုလဲထိုင်းနိုင်ငံလောင်နေပါပြီ เนาะမြန်မာကဒါတွေလုတ်နေပြီဒါတွေလုတ်နေပြီပေါ့เนาะထိုင်းနေအလောင်းနေပါပြီအဲ့တော့တချို့ပြည်သူတွေရဲ့ဒီ comment တွေဖတ်ရတဲ့အခါမှာလည်းရတယ်ဆရာနာရှင်ကိုမကြိုက်ပြင်မဲ့လေထိုင်းကိုကြောမယ်ဆိုလို့ရှိရင်ထောက်ခံမယ်အဲ့တော့လုတ်ပလိုက်เนาะလုတ်ပလိုက်တော့ပြီးသွားပြီဒီအချိန်ကဒီတိုင်းဆက်သွားရတယ်ဆိုလို့ရှိရင်ပြီးကိုပြီးသွားပြီเนาะပြည်သူပုံပောင်းဝင်မှုက share ကိုပါလာမှာနိုင်ငံတိုးတက်ဖို့ပဲလိုတယ် ဲ့တော့ရုရှားလိုနိုင်ငံမျိုးသူ့မြေဧရိယာသူ့လူဦးရေနဲ့သူ့ပတ်ဝန်းကျင်အနေထားနဲ့အဲ့ဒီကဘတ်ဂျက်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီကရင်းနှီးမြှုပ်နှံမှုနည်းနည်းရပဲမြန်မာနိုင်ငံမှာလာလို့စီအောင်တော့အဆင်ပြေတယ်။နောက်ရင်းနှီးစိတ်ကံစီမံကိန်းနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာသဘောကျတဲ့ကျွန်တော်တို့ဒီအာဂတနိပညာစီမံကိန်းနော်ဒါတွေအကုန်လုံးပြီးသွားရင်ပြီးပြီ။ နော်နော်ကာကွယ်ရေးနဲ့ပတ်သက်ပြီးပြောမှဆိုလို့ရှိရင်မြန်မာနိုင်ငံမှာကျွန်တော် AK စက်ရုံလာထောင်သေးခြင်းနေတယ်နော်အတနက်စက်ရုံပေါ့နော် AK စက်ရုံလာထောင်သေးခြင်းနေတယ်ဘာလို့လက်ရှိကျွန်တော်တို့တုံးနေတဲ့ MA3 တွေကိုကျွန်တော်အပြစ်တင်တာတော့မဟုတ်ဘူးဒါနဲ့ဒါနဲ့ပဲနော်အများကြီးကာကွယ်ခဲ့တယ်အများကြီးတွန်းလှန်ခဲ့တယ်အများကြီးဒီစကန်းနေထိမ့်သိမ်းနိုင်ခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့တကယ်တမ်းရှင်တိုက်တဲ့ချိန်မှာဒီခေတ်ဒီခါမှာနော်အမေရိကန်ရဲ့ M4 တို့နော်ဒီအဲ့ဘာလဲ M16 တို့ပြီးလို့ရှိရင် AR series တွေကိုကျွန်တော်တို့ရှင်နိုင်ရမယ်ဆိုလို့ရှိရင်ရှင်ဖို့အတွက်ဆိုလို့ရှိရင်တော့ရုရှားထုတ် AK တွေလိုတယ်လို့ကျွန်တော်ထင်တယ်เนาะအဲ့တော့ AK စက်ရုံမြန်မာနိုင်ငံမှာထောင်လို့ရှိရင်ပိုကောင်းမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါကဒီ NASA ကခီးစဉ်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်နောက်တစ်တင်းတော့ကတော့ကျွန်တော်တို့ Iran ရယ်တရုတ်ရယ်ရုရှားရယ်ဘာပူတွေပြီးတော့ရည်တဲ့စီရင်လေးခြင်းမှုတစ်ခုဒီသတင်းပတ်မှာလှုပ်ဆောင်မှုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒါအီရန်နိုင်ငံရည်တဲ့ရယ် ဒါတရုတ်ရဲ့ရုရှားရဲ့ကအူမန်ပင်လယ်ကွေ့မှာရှိတဲ့ဒါအီရန်ရဲ့အရှိတောင်ပိုင်းပေါ့နော်အဲချဘာဟာစိတ်ကန်ပေါ့အဲ့နာမှာလာမဲ့ပတ်ဒါအခုဗီဒီယိုကြည့်နေတဲ့တနင်္လာနေ့ဆိုတော့မနက်ဖြန်ပေါ့နော်အင်္ဂါနေ့မှာစတင်ပြီးတော့ဒါကျေပါတော့မယ်ဆိုပြီးတော့တီဟီရန်ကလာတဲ့သတင်းတွေကသိရပါတယ်အဲ့ဒီကိုတရုတ်ရုရှားနဲ့အဲအီရန်ရဲ့စစ်တပ်မော်ဒီဒါဆူယုံရောက်ရှိနေပြီဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာတော်တော်များများလေ့ကျင့်မှုတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ် ော့ဒါနဲ့ပတ်သက်ပြီးအစ္စရေးကလည်းအဲတည်င်းနေဖော်ပြနေပြီပေါ့နော်နောက်တည်င်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့၄နိုင်ငံနော်အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပခဲ့ပါတယ်၄နိုင်ငံဖိတ်ခေါ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာချန်ပီယံကတော့မြန်မာအသင်းဖြစ်ပါတယ်အဲ့ဒီမြန်မာအသင်းကိုတော့အခုဝိုင်းဝန်းပြီးတော့စုတွေပေးကြပါတယ်စုတွေချတဲ့အချိန်မှာတော့အများဆုံးကတော့ကမ်ဘောဇာဘန်ကကျက်3000ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အာကစားနဲ့လူငယ်ရေးရဝန်ကြီးဌာနကကျက်3300 ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကစက်သိန်း900နဲ့နောက်ပြီးလို့ရှိရင် EAWI Bank ကစက်သိန်း1000 Mass Energy ကစက်သိန်း600မြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌဥပိ္ပဖြိုးဒေသကစက်သိန်း400 A Bank က300နောက် Aptan ကုမ္ပဏီက300 BYD Essential Motor ကစက်သိန်း300နဲ့ Max Cement ကစက်သိန်း200 MFF ကအမျိုးသမီး ဘလုံးကော်မတီဥက္ကဋ္ဌတော်ခင်းစပယ်ကြီးကတိတ်နေရနဲ့မြန်မာ National League ကော်မတီဥက္ကဋ္ဌဦးစောမြင့်သိန်းကတရားဖြစ်ပြီးတော့နောက်ပြီးတော့ဒီဖူဆယ်နဲ့တက်တော့မြန်ဘလုံးကော်မတီဥက္ကဋ္ဌနောက်ရှမ်း United နောက်ပြီးလို့ရှိရင်ဦးထွန်းထွန်းလင်းပူပူ Trading Company Limited ကချက်သိမ်းတရားပါနော်ဆက်တပြေအတီးတီးပေးရခဲ့တယ်စုစုပေါင်းချက်သိန်း9930ကိုမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကအုတ်ချုပ်နီးပြအားကစားသမားထံနေကိုဒါပေးအပ်ခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုး မြမကုံကိုဆောင်ပေးခဲ့တဲ့မြမအမျိုးသမီးတင်တက်ကတော့ဂုံယူစရာပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီထက်မကကြိုးစားပြီးအောင်ပွဲတွေဆင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပါတယ်အခုလိုမျိုးဝိုင်းဝန်းပတ်မှုတာဟာကျွန်တော်တို့နိုင်ငံကျွန်တော်တို့မြန်မာလူမျိုးအာမြမအားကစားမှာ အောင်မြင်မှုဘလောက်ဆာလောင်နေလဲဆိုတာဒါပြသတာနဲ့တူတယ်ပေါ့နော်အဲ့တော့နောက်အားကစားအာဆက်ပြီးတော့ရှင်ပြိုင်ကြမယ်နော်အားကစားနဲ့ပတ်သက်တဲ့ ဒီမြန်မာကိုစားပြုအားကစားသမားတွေအနေနဲ့စားတဲ့တပူစူးစားပြီးတော့နိုင်ငံကိုစားပြုစုတစိတ်တီရရှိနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်။နောက်တဲ့ရင်ဘုကတော့မန္တလေးတိုင်းဒေသကြီးညာဦးမြို့နယ်တောပြားရွာမှာနေထိုင်တဲ့အထွေထွေအချို့ကြီးဦးစီးဌာနကဝန်ထမ်းရင်မောင်းပေါ့နော်။ရင်မောင်းဦးတန်းနိုင်တဲ့ဇနီးတော်ခင်မမတို့ကို PDF အကြံဖတ်သမားတွေကနေအိမ်မှာလာရောက်ပြစ်ခတ်တပ်ဖြတ်သွားပါတယ်။ သူကသူနေထိုင်တဲ့ဝန်ထမ်းတွေဖြစ်ပါတယ်နေမှာလာရောက်ပြစ်ခတ်တက်ဖြတ်သွားတာဖြစ်ပါတယ်အဲ့တော့ညောင်ဦးလို့ပတ်ဝန်းကျင်မှာလည်းမကြမကြဆိုသူလိုပဲเนาะမျိုးပေါ်ထိတက်ပြစ်တာเนาะဒီပကံရှေ့ဟောင်းနဲ့မြေထဲမှာတက်လို့ရင်ကျင်းမှုနဲ့မြေထဲမှာတက်ပြီးတော့ပြစ်တာပြီးလို့ရှိရင်နေမှာလည်းဒီလိုဥပဒေမဲ့ဖမ်းဆီးတက်ဖြတ်နေတာလေတောက်လျှောက်လုဆောင်နေတာဖြစ်ပါတယ်အဲ့လိုပဲလုဆောင်နေတဲ့ထဲမှာဘုကိုတိုင်းဒေသကြီးအနောက်ချမ်းเนาะမင်းလာမျိုးနယ်အပြီးနတ်တလင်းမျိုးနယ် အဲနောက်ပြီးလို့ရှိရင်တာယာပရီခရိုင်ထဲမှာရှိတဲ့မြို့နယ်တော်တော်များပေါ့နော်ဂျိုးပင်ကောက်တို့ဘာလို့ဒီနေရာတွေမှာလဲအဲလိုမျိုးထတ်တူလောက်ကျန်တက်ဖြတ်မှုတွေကနေ့စဉ်နေ့ဒီပါတမျိုးမျိုးတမျိုးဖြစ်ပေါ်နေတာတွေ့ရပါတယ်နောက်ထပ်အဲ့တိုင်းမှာပဲပွင့်ပြူမျိုးနယ်ပေါ့ပွင့်ပြူမျိုးနယ်မှာ PDF တွေပြန်ဝင်လာတယ်ခုနကတော့ကျွန်တော်တို့ဒီကဏီတို့မဒဲတို့ရွာတွေကိုပြန်ဝင်လာတယ်အဲ့မှာအင်းကုန်းရွာမှာနော်အင်းကုန်းရွာအနီးမှာရှိတဲ့เนาะဒီ PDF ဖွဲ့တွေကအမျိုးသား၃ဦးကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီရွာသားတွေကတော့ဒါပွင့်ပြူမြို့နယ်ထူပေါက်ရွာမှာနေတဲ့ဦးမြစ်ကို40နှစ်ဦးစော်လင်းဦး45နှစ်အင်းကုန်းရွာမှာနေတဲ့ဦးဟိန်ထွန်းဝင်း29နှစ်တို့အဲ့ဒါသူ့အိမ်မှာရှိနေတဲ့အချိန်မှာပဲခေါ်ယူတပ်ဖြတ်ခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းဘောကတော့ဒါတင်းမာနေတဲ့ဘောနော်သဘောထားတင်းမာနေတဲ့ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ပလောင်လက်နက်ကိုင်အဖွဲ့ TNLA တို့ကြားမှာထပ်ပြီးတော့တင်းမာစရာဖြစ်လာပါတယ် အဲ့ဒါကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်38မိုင်မန်ပိန်မှာရှိနေတဲ့ KIA ရဲ့စီးပွားရေးဌာနရုံးကို TNL ကထပ်ပြီးတော့ရွှေ့ပြောင်းမှုအတွက်ဖိအားပေးနေပါတယ်အင်အားလုံးရင်းနဲ့ရောက်ရှိပြီးတော့ဒါဝန်းရံထားတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဂုံမော်ကတော့ရှမ်းမြောက်မှာရှိနေတဲ့သူရဲ့ပြည်သူပေါ့သူပြောချင်တာတော့ကချင်နေတဲ့သူတိုင်ပင်ပြီးတော့ဆုံးဖြတ်ချက်ချမယ်လို့ပြောတယ်။တဘောကတော့ချမ်းမြောက်မှာရှိတဲ့ကချင်နေတဲ့တိုက်ဆိုသူကတိုက်မယ်ပေါ့ ဟုတ်ဟုတ်မို့တကယ်လို့အဲသူကဟိုကတိုက်လို့ပြောပြောမပြောပြော तू ကတိုက်တယ်ဆိုလို့ရှိရင်လည်းပြည်သူကတောင်းဆိုလို့တိုက်တာပါဆိုပြီး तू ကပြောမဲ့သဘောမှရှိတယ်အဲ့တော့ဘယ်တော့ဖြစ်လာမလဲတော့မသိပေမဲ့သဘောထားကတော့တင်းမာနေသေးဖြစ်ပါတယ်နောက်တဲ့တင်းဘူကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပိုင်းကဖဲခုံမှာအသက်ခံလိုက်ရတဲ့เนาะဦးစင်းပိန်ပေါ့ဦးစင်းပိန်နဲ့သူ့ရဲ့တကာကိုအိုက်ပီအဲ့နှစ်ယောက်က ဲတက်တဲ့သူတွေကတော့ PDF ဆိုတဲ့အကြောင်း PDF တွေကိုယ်တိုင်ဝန်ခံလိုက်ပါပြီလွယ်လွယ်ဝန်ခံတာတော့မဟုတ်ပါဘူးသူတို့ကဘာပြောလဲဆိုတော့ကျွန်တော်တို့ကအဲတက်ချင်လို့တက်တာမဟုတ်ပါဘူးเนาะဖုန်းကိုယူပြီးဆက်လိုက်တဲ့အချိန်မှာဒလန်မှန်းတိတာတယ်เนาะစစ်ကောင်စီတောက်တိုင်ပါညာတရကပေါ့ဆိုတော့ဒီလိုဒါကြောင့်မလို့ဒါစိတ်မထိုင်နိုင်လို့တက်လိုက်တာပေါ့နှစ်ယောက်လုံးပြီးပြီတက်လိုက်တဲ့အချိန်မှာမှထပြီးတော့အဲဘာဖြစ်လဲဆိုတော့တရင်ထုတ်ပြန်တယ်သူတို့လုတ်တယ်ဆိုတော့ကြောင့်အစော်ရရထုတ်ပြန်လေအဲ့ဒါဆိုလို့ရှင့် အစိုးရကကြတော့ညင်းနေကြပြီ PDF မဟုတ်ဘူးဆိုပြီးညင်းနေကြပြီတော့တတ်တတ်ပြီးချင်းထုတ်ပြန်စစ်ကောင်စီတောက်တိုင်မလို့တတ်ပြပလိုက်တယ်အဲ့လိုမထုတ်ပြန်ဘူးအခုကပြည်သူကမခံမရနိုင်ဖြစ်ဒေသခံတွေကမခံမရနိုင်ဖြစ်တော့မှစာထားထုတ်ပြန်တယ်အဲ့ဒါဘာလဲဆိုတော့သူတို့တတ်တယ်စစ်ကောင်စီတောက်တိုင်မလို့တတ်တယ်နော်အဲ့တော့တတ်ပြီးသားတည်ပြီးသားသူတွေကတော့ဘာထပြီးပြောနိုင်မလဲငါတို့ကမဟုတ်ဘူးမင်းတို့ငါတို့တမင်တတ်တာလို့နော်ဖုံးညက်ထပြီးတော့ဒုက္ခနဲ့ထမရိုက်နိုင်ဘူး အခုကကြတော့အဲ့လိုမျိုးထပြီးထုတ်ပြန်တယ်ဗောနော်။ဒါပဲပြော PDF ဒီအဲ့တန်ခါနဲ့သူ့ရဲ့တကာကိုတတ်လိုက်တယ်ဆိုတဲ့အကြောင်းတဲ့ပဲ။အဲ့ပြားစစ်ကြောင်းဆိုတဲ့ဖွဲရတတ်လိုက်တာ။နော်။တိရတလောက်ကတော့အဲ့ဒီမှာဒီအဲ့ဒီမှာရှိနေတဲ့အလွတ်တော်ကိုစလဲဒိုမေရီနိုရဲ့မောင်လို့လည်းပြောတယ်နော်အဲ့ဒီသူ့မောင်ပါတဲ့အဖွဲတွေကတတ်လိုက်တယ်လို့သိရပါတယ်ဒီရဲ့ဘက်မှာတော့ဒါကရင်ပြည်နယ်နဲ့ဒီထိုင်းနယ်ဆက်ဂျာပေါ့အဲ့ဒါကတော့ဒီလှိုင်းပွဲမျိုးပတ်ဝန်းကျင်မှာလဲတိုက်ပွဲတွေဖြစ်ပွားနေတယ်ဒီတိုက်ပွဲတွေမှာ ဒါနှစ်ဖက်ထိခိုက်မှုတွေရှိပြီးတော့တိုက်ပွဲလည်းပြင်းထန်နေတယ်လို့သိရပါတယ်ဒုက္ခတွေတွေလည်းအများအပြားရှိတယ်ပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ပြီးတဲ့နှစ်ကဒါဆေးအုပ်ချုပ်ရေးကြီးညာခဲ့တဲ့တောင်ကိုရီးယားသမ္မတယွန်ဆော့ယူပေါ့ယွန်ဆော့ယူကအခုဆိုလို့ရှိရင်အဲထောင်ကနေပြန်လွတ်လာပါပြီသူနဲ့ပတ်သက်ပြီးတော့တရားရုံးကဖမ်းဝရန်ကနေပယ်ဖျက်ပေးလိုက်တဲ့အတွက်ထောင်ကနေပြန်လွတ်လာပြီးတော့ဆက်လက်ပြီးတရားရင်ဆိုင်ရမယ့်အနေအထားမှာရှိနေပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီတန်တော်ကြီးမှရှိတဲ့တပြေညွတ်စခန်းကို PDF နဲ့ KNU လောက်ခံအဖွဲ့တွေကတင်လိုက်တယ်ဆိုပြီးတော့တတိယနေ့ထုတ်ပြန်ထားပါတယ်ဒီဘက်ကတော့တစုံတရာထုတ်ပြန်တာတော့မရှိသေးပါဘူးတပြေညွန့်စကန်သင်္ကန်းနဲ့ပတ်သက်ပြီးတော့ဒါသူတို့ဘက်ကတော့ဒီလက်နက်ဒီတင်လာတာတွေ့တယ်ပေါ့နော်ကျွန်တော်ထင်တာတော့ဆုတ်သွားတယ်လို့တော့ထင်ရတာပေါ့နော်ကျွန်တော်အနေနဲ့ကတော့အဲ့ဒီတင်းနဲ့ပတ်သက်ပြီးဒီပြူနိုင်တာမရှိဘူးသူတို့ကတော့ဒါအနည်းဆုံးတက်က10ဦးကြတယ်ဆိုပြီးသူတို့ကထုတ်ပြန်ထားတာရှိပါတယ်နောက်ဆုံးတင်တဲ့ဘုကတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့နော်ကြားဖြန့်လုပ်ဖို့အတွက်အဓမ္မလူကုန်ကူးခံထားတဲ့ ြည်ပနိုင်ငံသား214ဦးဟိုမြန်မာနိုင်ငံနေစင်ဒါထိုင်းကိုလွှဲပြောင်းပေးလိုက်ပြီအဲ့ဒီနေ့မှာထပ်ပြီးအစ်စ်ဖမ်းဆီးရမိတာတော့140ဦးဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်စားပြင်းကြီးရွာပေါ့နော်အဲ့ရွာအနီးမှာပြည်သူတွေရဲ့နေအိမ်တွေမှာခိုအောင်းနေတဲ့အီအီဖွဲ့တွေကိုလူမျိုးတပ်ဖွဲ့ဝင်တွေက drone တွေနဲ့ပြစ်ခတ်ချိန်မုန်းခဲ့တဲ့ရုပ်တံတွေလည်းဒီနေ့မှာထောက်ပေါ်လာပါတယ်ဒီရုပ်တံမှာတော့ ဒီ drone ကတည်းကလည်းသူပုံနေဖြတ်ထားတယ်ပေါ့နော်တက်က drone နေမလာနိုင်အောင်ဆိုဒါပေမဲ့တက်က drone တွေကသူတို့ထပ်ပုံမြင်းမြင်းပြန်နိုင်တဲ့ခါကျတော့လာနိုင်တယ် zone တွေကလည်း23သားလောက်ဒီရုပ်တံတွေမှာကြည့်ရတော့23သား25သားလောက်ထိဆွဲထားတော့မှကြီးကြီးလင်းလင်းမြင်ရနေတဲ့ခါကျတော့သူတို့ဒီပုံနေလည်းမလွတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးပြည်သူတွေနေအိမ်ကြားထဲမှာ drone ကတည်းထားတယ်ဘန်ကာတွေဆောက်တယ်နော်ဟိုလက်နက်ကြီးတွေထားတယ်အဲ့လိုအချိန်မှာတက်က ဒရုန်းမိုးချလိုက်တဲ့ထပောက်ကွဲတဲ့အကုန်လုံးနက်နက်ကြီးထားတဲ့ခါကျတော့အကုန်လုံးပောက်ကွဲတဲ့အချိန်မှာပြည်သူတွေနေအိမ်ကိုတက်ကဒရုန်းမိုးချပြီးမိရှို့ပါတယ်ဆိုပြီးသူတို့ဘက်ကသတင်းထုတ်ပြန်มาပါဒါတော့တေချာပေါ့စောက်ကြည့်ပါဒီစားပြင်းကြီးရောလည်းမကြခင်မှာသတင်းတက်လာပါလိမ့်မယ်ဟိုတက်ကဒရုန်းမိုးချပြီးတော့ဒီပြည်သူတွေအိမ်မိလောင်အောင်လုပ်တယ်ဆိုပြီးပြောมาပါနောက်သတင်းတစ်ပုဒ်ကတော့ဒါတရုတ်အနေနဲ့ဘောနော်တိုင်ပေကိုထပ်ပြီးသတိပေးတာဖြစ်ပါတယ်တော့တရုတ်ရဲ့နယ်နိမိတ်တစ်ခုဖြစ်တဲ့တိုင်ပေအနေနဲ့ပေါ့တရုတ်တိုင်ပေအနေနဲ့ခွဲထက်ရေးလှုပ်ရှားတာတွေ မြင့်မြင့်မမလှူဆောင်လာတယ်ဆိုလို့ရှိရင်တော့ PRD တိုးမြင့်သွားမယ်ဆိုပြီးပြောပါတယ်တရုတ်ကတရုတ်ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီခွဲထွက်ရေးလှူဆောင်ခြင်းနဲ့ထိုင်ဝမ်တို့တိုင်ပေတို့တရုတ်ကချောင်းနေတာဖြစ်ပါတယ်ဆိုတော့တရုတ်ကလည်းရမယ်ရှာနေတယ်ပေါ့နော်အဲ့တော့အမေရိကန်နဲ့ဒီရက်ပိုင်းမှာသူတွေကိုယ်တွေပြောဆိုနေတဲ့အခြေအနေမှာတရုတ်ကတခုခုလှုပ်ချင်နေတဲ့သဘောမှာကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီနေ့ပြောချင်တာကတော့ဒီ အဆုံးတက်နေတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အခု AA တိုက်လာတဲ့ပတ်ဝန်းကျင်ပေါ့ AA တိုက်လာတဲ့ပတ်ဝန်းကျင်ရခိုင်ပြည်နယ်ရဲ့အနာသက်တွေ AA တိုက်လာတယ်အဲ့လိုပဲအပေါ်နေပလောင်တိုက်ချလာတဲ့ပတ်ဝန်းကျင်ပေါ်နေကချင်တိုက်တဲ့ပတ်ဝန်းကျင်ပေါ့အဲ့လိုတိုက်တဲ့ပတ်ဝန်းကျင်တွေမှာနော်သူတို့ရဲ့ front liner တွေအဖြစ်ပေါ့နော်သူတို့ရဲ့ရှေ့တန်းမျက်နှာစာတွေမှာကျွန်တော်တွေ့နေရတာတော့ PDF တွေရဲ့နေရာပေါ့ဥမာနောင်ချိုမှာနော်ဒီ TNL တွေနေရာယူထားတယ်သူရဲ့အရှိမှာပေါ့ဓနု PDF တွေကိုထားပြီးတော့ ဒီတောင်ခန်းတို့ဘာတို့တိုက်ခိုင်းထားတယ်အဲ့တော့ဒီ PDF တွေအကုန်လုံးက front line တွေပေါ့ဒီမှာတက်လာတဲ့ဟိုစာလေးကိုကြည့်ပြီးတော့ကျွန်တော်လည်းနည်းနည်းလေးသဘောပေါက်သွားတယ်အဲ့ဒါကဘာလဲဆိုတော့ PDF တွေကတဲ့ PDF လူငယ်တွေကပေါ့နော်သူတို့ပြော defend ring တွေဖြစ်နေလားပေါ့အဲ့လိုမျိုးလုတ်ပြီးတော့ခုခံပေးနေရတာမျိုးလားပေါ့ဒီ viewer တွေကဘယ်သူဆွဲတာလဲဆိုသူတို့ကပြောတယ်ပေါ့ဘယ်သူမှဆွဲတာမဟုတ်ပါဘူးနော်အဓိကကတော့အတုံးချခံလိုက်ရတဲ့အနေအထားဖြစ်ပါတယ်အဲ့လိုပဲဒီရခိုင်ပြည်နယ်ဝိုက်ပြီးအပြင်ဘက်တပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီ မကွေးက PDF တော်တော်များများပေါ့ချင်း PDF မကွေး PDF เนาะအဝိုးပတ်တန်ချင်း PDF နေရာနေဆင်းပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းမကွေး PDF ချင်း PDF တွေဟာ AA ရဲ့အတုံးချကန် AA တဲ့ကိုမဝင်ဖို့အတွက်เนาะ defend ring ပေါ့ဒီလိုမျိုးအကာအကွယ်ပုံစံမျိုးတွေမြင်နေရမှာဖြစ်ပါတယ်ဒါကတော့အသေးခံသဘောမျိုးပဲပေါ့เนาะအသေးခံသဘောမျိုးပဲအာကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်အဲ့လိုပဲကချင်ကလည်းအဲ့လိုပုံစံမျိုးနဲ့ပဲထားထားတယ်ဒီပလောင်ကလည်းအဲ့တိုင်းပဲထားထားတယ်ပေါ့เนาะဒါက PDF တွေကိုဘွားကိုတီးဖို့ဖြစ်ပါတယ်เนาะ တော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာချစ်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းအောင်အထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ